โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီတက်ကိုယ်တိုင်မှာပုံတင်ပြီးပြောပြပေးမှာဖြစ်ပါတယ် Play Store မှာဒီတက်လိုရိုက်ရှာလိုက်ပြီးတော့ install လုပ်လိုက် open နဲ့ဝင်လိုက်အဲဆိုရင်အများဘက်ဘောတောင်းလေးယူလိုက်ပြီးတော့မြန်မာဘာသာပြောင်းလိုက်โอเคပြီးရင်အောက်ကကြော်မီဆိုတဲ့အရာလေးကိုနှိပ်လိုက်โอเคအဲ့ဒါဆိုရင်ရပြီအတော့ပြီးတော့မူလနေရာသွားလိုက် home ပေါ့အိမ်ပုံတရံလေးပြီးရင်ဒီဘက်ကိုဆွဲလိုက်မယ်ပြီးတော့ချူတင်ပေးနံပါတ်ကိုနှိပ်ရမယ် Okay, ကျွတ်တင်ပေးနံပါတ်10အနေနဲ့ဝယ်လာတဲ့စင်ကတ်ကိုမှတ်ပုံတင်ရမယ်။ Okay, ကင်မရာကိုအလောင်းနေလိုက်။ Okay, ဝယ်လာတဲ့စင်ကတ်ရရှိပိုင်ကုန်ရတဲ့ပုံကမှာကုတ်ရှိတဲ့ကုတ်ကိုစကန်ဖတ်ရမယ်။ Okay, ကုတ်ကိုစကန်ပြပြီးရင်ပထမဆင်းပြီးသွားပြီ။ဒုတိယဆင်းကတော့ကိုယ့်ရဲ့ passport ပေါ့။ passport ကိုစကန်ဖတ်ရမယ်။ Okay, passport ပုံရိုက်တာမကြည့်ဘူးဆိုရင်နောက်တစ်ချိန်ထပ်လောက်ပါမကြည့်မချင်းရိုက်ပါတဲ့ချိန်ဖြစ်ဖြစ်နဲ့ချိန်ဖြစ်ဖြစ် โอเคအဲ့ဒါဆိုရင်โอเคတတိယအဆင့်တတိယအဆင့်ကတော့မျက်နှာစကန်ဖတ်ရမယ်သူပြောတဲ့အတိုင်းလေးနားထောင်ပြီးတော့သူပြောတဲ့အတိုင်းအဆင့်တိုင်းစကန်ဖတ်လိုက်တာနောက်တစ်ဆင့်ကတော့ပေါ်ဆုံးကားတော့ passport number ပြီးတော့ပြမနာမည်ပြီးတော့နောက်ဆုံးနာမည်အောက်ဆုံးမူတက်ခရစ်ထည့်ရမယ်ပြီးရင်မပုံတင်ရလေးကိုနှိပ်ပါကျဲရဆိုစင်ကမပုံတင်ပြီးပါပြီအောင်မြင်သွားပါပြီဒီတက်အကူဆိုင်းရင်လုပ်မယ်ဆွမ်းနာကိုဖုန်းနံပါတ်ကိုရိုက်ထည့်မယ်ပြီးရင်ကျွန်တော်တို့ login နှိပ်လိုက်မယ် okay ကုတ်လေးလုံးကရိုးရိုးမဆီပို့ပါလိမ့်မယ်အမှနောက်ဆုံး၄၆နှစ်က password လေးထည့်လိုက်မယ် အတုံညာလေးလုံးကတော့ base zero jet ပါအောက်က30ရက်ကျတော့ single tatan ပါ single tatan တိုးချင်တယ်ဆိုရင် base 20ဖြစ်ရင်တက်လာတိုးပါမယ် okay အချက်လက်များလည်းဝင်လိုက်မယ်ဆိုရင်လက်ရှိရှိနေတဲ့ package တွေဝင်ကြည့်လို့ရတယ်ဒါကတော့ single အစ်စ်မှာ original ပါတဲ့ package တွေပါ okay အားလုံးဆင်ပြေမယ်လို့ပြောလိုက်ပါတယ်အားလုံးအားလုံးကျေးဇူးအများကြီးတင်ပါတယ်